င်းသမီးကဖုံးချိန်အမမဖုံးချိန်ခံတော့ဖြစ်တယ်မင်းသမီးကဖုံးတယ်ရောကျွန်တော်လည်းတူတူရိုက်တယ်ကိုကြီးမင်းသားကကြတော့ဖုံးချိန်ခံဒီကဆက်ရတဲ့ဖုံးဖုံးဖုံးဖြစ်မဲ့ကားလို့သိတယ်အခုချိန်မှလည်းအပိုင်းသုံးပဲရှိနေတယ်အဲအဲ့လိုမျိုးကျွန်တော်ထင်လို့ဖုံးဖုံးဖုံးနဲ့တိုက်နေတတ်ကြဆိုတော့ဝမ်းသာပါတယ်ရုပ်နာမည်ချက်ကြီးပါ ဆက်ကြီးဖြစ်ဖြစ်ချက်သေးဖြစ်ဖြစ်စိတ်ဝင်စားအောင်ရှင်လူကြီးတွေလူကြီးတွေပို့အားပေးကြတယ်အဲ့လိုဟိုဟာ review လေးတွေ comment လေးတွေဝင်ရဲ့အခါမှာလူကြီးပိုင်းလေးတွေဝင်ရဲ့အတွေ့တော့ဝမ်းသာပါတယ်ဟုတ်ဒါကျုပ်ရဲ့မောင်ကြီးပါတော့ဆိုပြီးအော်ပါလားဟုတ်လားကြောင်းဝင်နေတဲ့အချိန်ဆိုတော့ကိုရီရိုက်ကူးနေတဲ့အချိန်နဲ့ကြောင်းဝင်နေတဲ့အချိန်တိုက်တော့ကြောင်းပြန်တက်ရတယ်လို့ပဲကျွန်တော်တက်ကတူအဝေးတင်မှာတက်ခဲ့ရဆိုတော့လေအဲအဲ့လိုမျိုးကြောင်းတက်ချင်းခဲ့တာဆိုတော့အဲ့ဘိုက်ကလေးရပါခင်ဗျအဲ့တော့ဝမ်းသာပါတယ်အဲ့ဒါလေးကတော့မှတ်တရပါပဲ င်စိန်ထုတ်ပတိယာဆရာကြီးတာယာမင်းဝယ်ဝတ္ထုပြီးတော့ Academy Rider ဆရာဦးစောမင်းကဇလန်းဇညုံရေးပေးတာတယ် Rider အနေနဲ့လည်းပါဝင်ပေးတာတယ်ပြီးတော့ကျွန်တော်တို့ Perfect Rider အနေနဲ့ကျွန်တော်တို့ဆရာဦးအောင်ပါပါတယ်ဆိုတော့ဒီကားလေးကကျွန်တော်ဟိုကျွန်တော်ဆရာကြီးနဲ့မတွေ့ရကြတဲ့ဇာကားလေးလည်းဖြစ်တယ်ဆရာကြီးတာယာမင်းဝယ်ဝတ္ထုလည်းဖြစ်တယ်ဆရာကြီးတာယာမင်းဝယ်ဝတ္ထုလည်းဖြစ်တယ်လို့ပြီးတော့နောက်တစ်ခါ Aircar ရဲ့အချိန်မှာမိုးတယ်အေးဂျန်ဂျန်လေးချိန်မှာကျွန်တော်အေးဂျန်ဂျန်ကားလေးပဲရိုက်မယ်ဆိုပြီးဒီကားလေးရွေးချယ်ပြီးတော့ရိုက်ကူးခဲ့တဲ့ခါမှာလည်း တကယ်ကိုအေးအေးချမ်းချမ်းလေးနဲ့ကြည်လို့ရပါတယ်ဒီကားလေးကြောင့်လည်းဘ ഹു တုဒ္ဒတွေအများကြီးရသလိုအခုပြန်လဲကြီးရှုတဲ့အခါမှာလည်းရင်းရင်ကျဲကျဲလေးနဲ့ချက်စရာကောင်းပြီးကြည်လို့ရပါတယ်ခင်ဗျဟုတ်ရုပ်နာမည်ချက်ကြီးပါချက်ကြီးဖြစ်ဖြစ်ချက်သေးဖြစ်ဖြစ်စိတ်ဝင်စားအောင်ရှင်ဒီစားစကားပြောမယ်ဆိုရင်ပြန်လိုက်ပါတော့ကိုကဆဆနောင်းတော့ဘလို့ရှုလို့ဆိုပေမဲ့လည်းသူ့ကိုတန်ဖိုးထားပြီးတော့စနေနောက်နေတဲ့ပုံစံမျိုးလေးခါကြတော့ကိုကိုတိုင်ကိုအဲကြည်လို့ရပါတယ်ပေါ်ပါလေးဆိုပေမဲ့ dialogue တွေလည်းတော်တော်ကြာပါတယ်ဥမာတန်လဝါရေမာမျိုးကိုသားပြောအဲအဲကိုသားပြောရဲ့ကိုကိုသားဘောအဲစာဥရှိသေးတယ်စာဥရဲ့အမျိုးတွေအဲအဲ့ဒါတွေဆိုလို့ရှိရင်ဘုဟုတုတရာနောက်ထပ်တခြားဘုဟုတုတရာရာဟို dialogue တွေလည်းအများကြီးရှိပါသေးတယ်ခင်ဗျဟုတ်ဟိုအများစုကဟိုပါဘောเนาะအဲចောင်းသားတွေပေါ့ကျွန်တော်ចောင်းဆရာဆိုတော့ကျွန်တော်လာပြီးတိုင်ပင်ကြရတယ်ကျွန်တော်ကော်မလေးကမိုနာလီတာပြောလို့ပဲမိုနာလီတာပြောတာလှလို့လာပေါ့เนาะငဲကာပွဲမှာတေးချိုးရောနေလို့ဆွဲတင်တဲ့အခါမှာ ကော်မလေးကစိတ်ရှုပ်ပြီးမပြုံးရင်မြုံးရင်လည်းပြုံးရတဲ့အပြုံးမျိုးပေါ့နော်အဲဒါတဖန်ပြီးတော့ပြန်မြင်အောင်ပြန်ပြောလိုက်တဲ့စကားလုံးလေးတွေပေါ့နော်အဲ့ဒါလည်းဆရာကြီးဆရာဦးစောမြေဦးရဲ့ dialogue တွေပေါ့နော်အဲကျွန်တော်ကိုယ်တိုင်တော့အဲ့ဒါလေးဖတ်ပြီးသဘောကျသွားဟာဟုတ်တယ်ဟုတ်တယ်မနာလီသာပြောကိုဒူရက်လှတယ်လို့ပြောကြတယ်ဒီလိုမလှတဲ့ဘက်ကလည်းပြန်ပြောမယ်ဆိုကြတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ငါရဲ့မြင်မှာတော့မနာလီသာပြောကမလှဘူးကာဝဲတစ်ခုမှာတရေကျိုးချောင်းနေလို့ဆွဲတင်ပြီးတော့မပြုံးရင်ပြုံးရင်လည်းတစ်ဖက်သူပြုံးနေရတယ်အပြုံးကြီးကွာမင်းသမီးက ဖုံးချိန်အမဟုတ်ဖုံးချိန်ခဲ့တော့ဖြစ်တယ်မင်းသမီးကဖုံးတယ်ရောကျွန်တော်လည်းတူတူရိုက်တဲ့ကိုကြီးမင်းသားကကြတော့ဖုံးချိန်ခဲ့တယ်ဒီကဆက်ရတဲ့ဖုံးဖုံးဖုံးခင်းမဲ့ကားလို့သိတယ်အခုချိန်မှလည်းအပိုင်းတော့မရှိသေးတယ်အဲအဲ့လိုမျိုးကျွန်တော်ထင်လို့ဖုံးဖုံးဖုံးနဲ့တိုက်နေတတ်ကြဆိုတော့ ဝမ်းသာပါတယ်အဲဒီလိုကားမျိုးလေးတွေကြည့်နေတာပေါ့နော်မကြည့်ရတာကြာပြီပြီးတော့အများစုကလူကြီးတွေလူကြီးတွေပို့အားပေးကြတယ်အဲ့လိုဟိုဟာ review လေးတွေ comment လေးတွေဝင်ရတဲ့အခါမှာလူကြီးပိုင်းလေးတွေဝင်ရတာတွေ့တော့ဝမ်းသာပါတယ်ဟုတ်မရှိပါဘူးကျွန်တော်ကိုယ်တိုင်လည်းအရေးခက်ကားကြီးကြည့်ပြီးတော့ဒီဘက်ခက်ရောက်လာဆိုတော့ကျွန်တော်ကိုယ်တိုင်ကအရေးခက်ကကိုသားကြီးတို့ဦးလေးမိုးတို့အဲကားတွေပြန်ကြည့်ရတယ်လို့ပဲကိုကိုယ်တိုင်တော့အလွမ်းပြေပါဆိုတော့ လူကြီးတွေလည်းအဲ့လိုအလွမ်းပြေပြီးတော့စိုက်ကြတယ်လို့ထင်ပါတယ်မတရားတကားလုံးဟိုဟာခုနပြောသလိုပဲမိုးရင်းမှာအေးချမ်းချမ်းလေးနဲ့ရရတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းပျော်တယ်အဲ့ဒီ main main ပေါ့ main တဲ့လားတက်ကလို့တက်ကလို့တွေကိုကျွန်တော်ခဏခဏအဲ့လိုသွားရတယ်ပြီးတော့အဲ့ချိန်ရတယ်ကြောင်းဝင်နေတဲ့ချိန်ဆိုတော့ကိုယ်တွေရိုက်ကူးနေတဲ့ချိန်နဲ့ကြောင်းဝင်နေတဲ့ချိန်နဲ့တိုက်တော့ကြောင်းပြန်တက်ရတယ်လို့ပဲကျွန်တော်တက်ကလို့အဝေးတင်မှတက်ခဲ့ရတော့လေအဲအဲ့လိုမျိုးကြောင်းတက်ချင်ခဲ့တာဆိုတော့ ဲ့ bike ကလေးရပါခင်ဗျာအဲ့တော့ဝမ်းသာပါလေအဲ့ဒါလေးရတော့မှတ်တရပါဟုတ်ပါတပည့်လူနဲ့တင်းစုပန်နဲ့အိမ်တော်သာကြာသွားတယ်။မြောက်သားခလေးစိတ်မကုန်ဘူး။ဘာမဟုတ်တဲ့ပြဿနာနဲ့အကြီးကြီးရဖြစ်အောင်ပါ။အဲ့အကြီးကြီးကဇာသိန်းကြီးဖြစ်မှာ။အဲ့ဒါလေးကဘာလဲဆိုတာနောက်ပိုင်းပိုင်းလေးတွေမှာတွေ့မှာဖြစ်ပါတယ်။သိခင်ရပေးတဲ့ကြီးဆောင်းမွေးကျေးဇူးအားပေးကြပါဦးခင်ဗျာ။